ကချင်ပြည်စတုံမျိုးပေါ်ကိုစစ်ကွန်မရှင်တပ်ကလီကျောက်ကနေဘုံကျဲတိုက်ခိုက်ခဲ့တာကြောင့်ပြည်သူတွေဟာမျိုးပေါ်ကနေထွက်ပြေးသိမ်းရှောင်နေကြရပါတယ်စစ်ကွန်မရှင်တပ်ကကချင်လွတ်လပ်ရေးတပ်မတော် KIA ထိချုပ်ထားတဲ့စတုံမျိုးပေါ်ကိုစက်တင်ဘာလ29ရက်နေ့မှာလီကျောက်ကနေဘုံကျဲတိုက်ခိုက်ခဲ့တာကြောင့်ကလေးတွေအပါအဝင် အရက်သား၈ယောက်တိဆုပ်ခဲ့ပါတယ် ။ဒဏ်ရာရတဲ့သူတွေထဲမှာလည်းကလေးတွေပါတယ်လို့အရေးပေါ်ဈေးကူတမှုခံယူနေရတယ်လို့မြင့်ပြတဲ့တင်ရင်မြင့်ကပြောပါရယ်။စတုံမျိုးပေါ်ကဈေးနဲ့လူနေရက်ကွက်ထဲဘုံကြရပောက်ွယ်ခဲ့တာလူဒေသခံတွေကပြောပါရယ်။လေကြောင်းကနေလေးကြိမ်ထက်မနည်းဘုံကျဲခဲ့တာဖြစ်ပါရယ်။စစ်တပ်ကလီကြောက်ကနေဘုံကျဲခဲ့တာကြောင့်အခုဆိုရင်မြို့ထဲမှာလူသွားလူလာလည်းမရှိတော့တလို့ကျောင်းနဲ့ဌာနဆိုင်ရာရုံးတွေလည်းအကုန်ပိတ်ထားတယ်လူဒေသခံတယောက်ကပြောပါတယ် အဲ့ဒါအပြင်ပြည်သူတွေလည်းမြို့ထဲကနေတိမ်းလျှောက်ကုန်ပြီလို့ဆိုပါရယ်စက်တုံးမြို့ဟာတရုတ်မြန်မာနယ်စပ်ကုတ်သွဲရေးလမ်းကြောင်းဖြစ်တဲ့ကမ်ပိုင်တီနယ်စပ်ကုတ်သွဲရေးလမ်းပိုင်းမှာအခြေချကြားတဲ့မြို့တစ်မြို့ဖြစ်ပါရယ်